ဘူမှုဘိုးချုပ်တွေခရိုနီတွေရမန်ကန်ရဲ့ထိတ်တန့်မင်းသားတွေမင်းသမီးတွေနဲ့တရုတ်ဆောင်တွေနဲ့ပြင်းထန်နေတဲ့ဘိုင်ဒိုကိုနဲ့သူရဲ့ချစ်စနီချော်လီဖြစ်တယ်။ဒီမြပြူရဲ့လက်ထပ်ပွဲကြီးကတော့မြန်မာနိုင်ငံမှာ အခမ်းအနားဆုံးသော လက်ထပ်ပွဲကြီးဖြစ်သမိုင်းတွင်သွားခဲ့ပြီလေဖြစ်ပါ रे ။အစတုန်းကတော့သူတို့ညောင်ရဲ့လက်ထပ်ဖိဆာကဘာမှမမေ့ရရချေတာချင်း ပြုလုပ်ထားခြင်းမရှိတာကြောင့်ဘိုင်းဒဂွန်ဟာတတော်လေးကိုနှိမ့်ချတတ်တဲ့သူဖြစ်ကြောင်းတရိုင်းကလုံးဝပြည်သက်တွေကချီကျူးသွားခဲ့ကြတာပဲဖြစ်ပါရည်။ဒါမဲ့ခုချိန်မှာတော့သူ့ရဲ့ letter ပွဲကိုလူပေါင်းထောင်ချီဆက်နေတကယ်ကိုမှနာမည်ကြီးဟိုတယ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ letter ပွဲကိုဝမှုရွှေယောက်ျားနိုင်ဖြိုးကျော်နော်ခရိုနီကြီးဘယ်တခါကျတော့ဦးစစောအပါဝင်ဝမှုဘိုလ်ချုပ်တွေများစွာနော်ပြည်မိမဘက်ကနေဆွေမျိုးတွေတလာခဲ့ကြတာဖြစ်ပြီးတော့ပြည်မိမရဲ့ ဖောက်နာရီအများကြီးပဲပေါ့ဗျာသူရဲ့မိမရဲ့လုပ်ငန်းရဲ့ဖောက်နာကကျွန်တော်ဥစ္စာလို့လေးကြားသည်ရယ်နော်ဆိုဆိုတော့ခရူနီတွေကတော့အများကြီးပဲနာနာလိုက်နဲ့သူရောက်ကြလေတလာခဲ့တာဖြစ်တယ်ဆိုတော့သူတို့ရဲ့လက်ထပ်ပွဲကတော့တကယ်ကိုမှ share မှ share ပဲဗျာဘိုင်ဒိုကိုမှလေးသူရဲ့နော်အလူမီယာလောကမှာအရန်ကိုအောင်မြင်တဲ့သူဖြစ်တဲ့ခါကျတော့အဆူဒိုရီရောအလူမီယာရှင်ရောနော် ရက်သက်လို့ကိုမကုန်ဘူးဗျာတကယ်ဥမာထိန်းသားမင်းသားမင်းသမီးတွေပဲအကုန်လုံးလာရောက်ပြီးတော့ဘိုင်းတကွေရဲ့လက်ထပ်ပွဲကိုချီးမြှင့်ပေးကြတာဖြစ်တဲ့အတွက်ဘိုင်းတကွေရဲ့လက်ထပ်ပွဲကတော့တကယ်ကိုမှမြမသမိုင်းမှာအခမ်းအနားဆုံးသောလက်ထပ်ပွဲဖြစ်သမိုင်းတွင်သွား